Hello အားလုံးမင်္ဂလာပါကိုနေဖုတ်ဘောချန်နယ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ ကဲကျွန်တော်ဒီနေ့တင်းလာနေတော့၄ပွဲရှိတယ်ဗောနော်အဲ့တော့၄ပွဲမှာကျွန်တော်၃ပွဲကိုဒီဗီဒီယိုဒီ channel မှာကျွန်တော်ပြောပြမယ်မိုင်းပွဲစင်ကိုတော့ကျွန်တော်ရဲ့ channel အတိဖြစ်တဲ့ direct analysis မှာပဲကျွန်တော်ပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီဗီဒီယိုပြီးရင်အဲ့မှာသွားကြည့်လို့ရပါတယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ online dish ပဲအဆင်ပြေရเนาะ online dish နှစ်ကွက် ပြီးနှစ်ကွက်လုံး all win ဖြစ်တယ်ဒါပေမဲ့ member dish နဲ့ free dish ကတော့ပြားရှုံးဒါ member ဆိုတပွဲကျော်လောက်ရှုံးနေပါတော့เนาะအဲ့လိုလေးတော့ဖြစ်သွားတယ်မနေ့က live set ကိုမပေါ်သွားဘူး အဲကျွန်တော် blind team ပွဲလေးဝင်ကြည့်ပါနော်အားမရပါဘူးနော်ပြီးတော့ badge ကတော့အနီးတွေပါထိရနေဆိုတော့အရန်ကြီးတော့လေဟိုမပြောတော့ဘူးဗျာတကယ်မအပြည့်မပြောကျင်တော့ဘူးဗောနော်ဟိုကိုရွေးတဲ့ ပွဲရအဲ့လိုဖြစ်တော့ကန်ဆိုးတယ်လို့ပဲပြောရမှာပေါ့နော်ကဲတော့ကျွန်တော်လဲဒါလုံတီပူစူးစားရတော့မဲဒါမနီကကျွန်တော်ဓာတ်ပုံလေးပို့ထားညိုလေးလဲညိုလို့လဲတွေ့မှာပါเนาะအဲ့တော့မကြခင်ဒါရင်သွေးလေးရတော့မှာဆိုတော့ကလေးလေးရတော့မှာဆိုကျွန်တော်လဲပူစူးစားမယ်အညိုလို့အတွက်လဲအကောင်းဆုံးနေရအနိုင်ရရှိအောင်စူးစားပေးပါမယ်เนาะအဲ့တော့ကျွန်တော်မရဖန်တော့မန်မာဆောက်ခေါ်ဖို့ရှိရလာမီနီယာလည်းရှိနေတော့လေမရဖန်ချန်ပီယံလိဒီလည်းဆောက်မှာဆိုတော့ဒါဒီဇင်ဘာမန်မာမရဖန်ဆောက်ခေါ်ဖို့တော့ကျွန်တော်စဉ်းစားထားတယ် အမ်ရဖန်နေ့လယ်လောက်ပေါ့နော်နေ့လယ်လောက်ကျွန်တော် post လေးတင်ပေးပါမယ် YouTube မှာ Telegram မှာ Viber မှာเนาะအဲ့တော့ Main Channel အတစ် link ကိုဒါ Telegram free channel link နဲ့ Viber free channel link အကုန်လုံးကျွန်တော် comment မှာချပေးထားပါမယ်နော်။အော် comment မှာဝင်ရောက်ကြည့်ရှုပြီးတော့ဒါ join ပြီးတော့ sort လို့ရပါတယ်။အဲတော့ကျွန်တော်စလိုက်ကြရအောင်။အစောဆုံးပွဲစဉ် series ရစပါမယ်။ Torino နဲ့ Como 12နိုင်မှာကင်မယ်။ Como က level 50ရှုံးဝေးကွင်းရပေးနှလုံး25ပြားရှုံး။ဒီတစ်ပတ် Italy series ကကျွန်တော်တို့လောက်ဝါ Roma ကိုောက်ကျွန်တော်ကြိုက်တယ်။ဟိုဘာကြောင့်ကြိုက်တာလဲရှေ့မှာဂိုးကြီးတောက်လျှောက်ပေါ်လို့ဂိုးမဂိုးမပွဲဆပြီးအောက်မင်းဆိုပြကျွန်တော်ရွေးတာဒါပေမဲ့ဂိုးတော်တော်လေးပေါ်သွားတယ်အဲ့တော့ စန်ဒီအစောပဲဂိုးပေါ်တာဖော်မူလာတော့ဖြစ်နေမန်နီပေါ့နော်ရတန်မန်နီပဲအဲ့တော့ EDC ရေစန်ဒီဆိုရင်ဒါအစောဆုံးပွဲဂိုးပေါ်ပါရိုက်သူကဂိုးပေါင်းချင်းတူတီမကတူပလက်ဘလောက်ပဲပေးပေးနော်ဂိုးပေါ်ပဲဆော့အဲ့လိုမျိုးဆော့လို့ရအဲဒုတိယပွဲကြောင့်ရိုမာပွဲဆအောက်မယ်ဆိုတော့ကျွန်တော်မနေ့ကရိုမာပွဲကိုမှန်မှန်ဆပေးအဲဖြစ်ရှင်တော့ပထမပိုင်းလားဒုတိယပိုင်းလားတူတီဖြစ်တယ်အဲ့တော့ကျွန်တော်ကသွားပြောတယ်ပေါ့နော်တကယ်လို့ရိုမာပွဲပေါ်ဝိုင်းလာစီယိုပွဲ ိုအောင်ဆက်ဆော့ဘူးဒါပေမဲ့လာဂျီပွဲရဲ့နှလုံးထိရောက်တော့ဘာမှမျိုးမြင့်ရမစားအပြင်2-20 2-30 2D ဒီလိုပဲဆိုတော့ဘာမှမစားအပြင်เนาะအော် AC နဲ့ Inter ပွဲကြမှာဟိုမျိုးမြင့်မြန်ရှိမဲ့ပွဲကြမှာကိုပေါင်း1-0အောက်မှာအော်ဒီနေ့မှလည်းဘယ်လိုလာမလဲဒါကိုကျွန်တော်ကြည့်ရအော်လက်ရှိကိုမိုရဲ့ current form တီတီဆရာကြီးလို့ပြောရမှာပေါ့เนาะနောက်ဆုံး9ပွဲလောက်မှာဒီတေက9ပွဲလောက်ပါတယ်နိုင်တာ2ပွဲပဲပါကိုမိုက ဒီဘက်ကတိုရီနိုကြည့်ပြန်တော့နောက်ဆုံး၃ပွဲဆက်သေးကြတော့တေးစီအိုင်းနှစ်ပါးလာတွေ့တဲ့ပွဲစဉ်ဖြစ်တယ်။အော်ဒီပွဲတော့တေးကြီးမကြတော့ဘူးတတင်းမဟုတ်တတင်းတော့အနိုင်ရသွားနိုင်ကြများတယ်။အော်ကြည့်ပြီးရဲ့အတင်းကိုမိုအတင်းကပဲနိုင်သွားမလားပေါ့နော်။မှတ်ပြီးစရာကိုကြည့်ရောကိုမိုကအဆင့်၈မှာ၁၈မှတ်နဲ့တိုရီနိုက၁၄မှတ်နဲ့အဆင့်၁၂မှာအော်ရှစ်ကနေ၁၂ကိုဒါအဝေးကွင်းကနေ level 50ရှုံးလို့ဒီကြီးတန်းကလက်ခံပြီးလို့ရတယ်။ဖဲဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ မနစ်ကတိုယိုနိုအင်ကွင်းမှာဒဲဒဲပုံလံဖွင့်ခဲ့ပြီးတော့တိုယိုနိုကဝမ်းစည်းနဲ့နိုင်တယ်ကိုမိုအင်ကွင်းမှာတလုံးအပြည့်နိုင်ဖွင့်ခဲ့ပြီးတော့ကိုမိုကဝမ်းစည်းနဲ့ပြန်တယ်မနစ်ကတော့ကိုအင်ကွင်းနေမှာကိုစီကိုစီနိုင်ခဲ့ကြတယ်ပေါ့နော်ဝမ်းစည်းဝမ်းစည်းကိုပေါင်းနေအောက်ခဲ့တယ်နောက်ဆုံးတွေ့ဆုံမှု၅ကြိမ်မှာတစ်ကြိမ်ပဲကိုပေါင်းအပေါ်တက်တယ်၄ကြိမ်ကကိုပေါင်းအောက်ထားလက်ရှိပေးထားတဲ့ကိုပေါင်းကြီးအရာကလည်းနှလုံး25ပြားရှုံးကလည်းကိုပေါင်းအောက်ကိုတွားနိုင်တယ် တင်းမုတ်တင်းကနိုင်ခဲ့ရင်လေဇီဝန်ဝန်ဒီပုံစံမျိုးတီတော့မကြောက်ဘူးလို့ထင်တယ်ဒါပေမဲ့တီကြခဲ့ရင်လေဇီဇီဝန်ဝန်လောက်ပဲသွားမယ်လို့ယူဆတယ်။အော်မနေ့လက်ရှိ EDC မှာကန်ခဲ့တဲ့ပွဲတွေပြန်ကြည့်မယ်ဆိုရင်ဂိုးပေါင်းနေတော်တော်များတက်ထားတယ်ဂျူပင်ပွဲအောက်တယ်အင်တာပွဲအောက်တယ်လာစီယူပွဲကလည်းအောက်တယ်ဆိုမှဘာမှအပြည့်စားခဲ့ရတာမဟုတ်တော့ဒီနေ့မှလည်းအောက်တဲ့ပွဲတော့လာတော့တယ်ဆက်ဆူလိုပွဲအောက်မလားဒီတူဝီနုံနဲ့ကိုမိုပွဲအောက်မလားဒါပေမဲ့ကျွန်တော်က အချက်လက်တွေကို live ကြီးကြည့်တဲ့အခါမှာသူတို့နဲ့သူတို့ဒီ၄သိန်းပေါ့နော်နှစ်ပွဲမှာ၄သိန်းကိုပြန်ကြည့်တော့ကိုတွင်းအားတွေကိုပီအားကိုပီနိုင်ကြီးများတာကြီးလိုက်တဲ့အခါမှာဒီတိုရင်တို့နဲ့ကိုမှုပွဲစဉ်ကတေပွဲတွေများတာနဲ့အညီကိုပီကိုယူလဲနေတယ်။အော်ဒီပွဲကပို့ပြီးတော့ကိုအောင်နိုင်ကြီးရခိုင်တို့များတယ်လို့ယူဆတယ်ပေါ့နော်။အော်ဒီပွဲမှာကျွန်တော်ကိုပေါင်းအောက်ပဲကြိုက်ပါတယ်။တိုရင်တို့နဲ့ကိုကိုမှုပွဲကိုပေါင်းအောင်ကြိုက်တယ်။ဘော်ဒီမှာဆိုရင်တော့ တိုရီနိုဒီကျွန်တော်တို့အတင်းကြီးတွေတူးတက်ခြေစွမ်းပိုကောင်းတဲ့အတင်းတွေသူ့ကိုကြေးပေးတဲ့အတင်းတွေဆိုရင်ခံခံအားကစားကောင်းတယ်ဂျူပင်တက်လိုအတင်းမျိုးတေရောင်ကစားတာမျိုးတွေနာပိုလီလိုအတင်းမျိုးအင်္ဂမနိုင်အောင်ကစားတာမျိုးတွေလာစီလိုအတင်းမျိုးဝေကွမတေချောင်းကစားတာမျိုးရိုမာကိုဝေကွမနိုင်အောင်ကစားတာမျိုးတွေအဲဒီလိုမျိုးတွေရှိတော့ကျွန်တော်ကကိုမိုကိုလည်းဒါတိုရီနိုနေနဲ့ဒါခံပြီးကစားနိုင်လိမ့်မယ်လို့ယူဆတယ်အင်ဂွင်းလည်းဖြစ်နေတော့ကျွန်တော်ဘော်ဒီမှာတိုရီနိုဘော်ဒီလေးကိုကြိုက်ပါတယ်နော် ။အော်ဒီပွဲက12နိုင်မှဂံမယ်။တကယ်လို့ဒီပွဲကိုပေါင်းအပေါ်တက်တာပဲဖြစ်ဖြစ်အောက်တက်တာပဲဖြစ်ဖြစ်တကယ်လို့အပေါ်တက်တယ်ဆိုစာစုလို့12နိုင်15မှဂံမယ်ပွဲစဉ်ကိုအောက်ဆော့လို့ရတယ်။ ဒီပွဲကူပေါင်းအောက်သွားရင်တော့ဆက်သလိုပွဲစဉ်ကူပေါင်းအောက်မဆော့နေတော့အပေါ်ကြိုက်ရင်အပေါ်ဆော့လို့ရတယ်เนาะအော်ဒါမဲ့နှစ်နာရီဆက်နှစ်နာရီဆိုတော့ညီကိုတို့လည်းအိပ်ပြီပေါ့เนาะဟိုအလုံးတွားမယ်ညီကိုရင်ဆိုတော့ပို့ဆိုးတာပေါ့ကျွန်တော်မနဲ့ယုံတက်မယ်လူရင်ဆိုတော့เนาะအော်ကျွန်တော်ဆိုမကြည့်နိုင်တော့ဒီပွဲလို live ထိုင်ကြည့်ပြီးတော့လောင်းလို့မရတော့ဘူးเนาะအဲ့လိုမျိုးလေးတော့ရှိအော်မနဲ့ဘာမှလုံးစံမရှိတဲ့ညီကိုရင်ဆိုတော့ဒါဒီလိုမျိုးလေး live ဆော့လို့ရဆက်နှစ်နာရီတိုးရင်တော့ပွဲကူပေါင်းအောက်လေးဆော့လိုက်အဲရဝိုင်းရက်လိုက်တော့အဲမရဘူးဆိုရင်တော့ဆက်သူလို့ပွဲကို site ဆော့လို့ရတယ်ပေါ့เนาะအဲ့လိုမျိုးလေး ဆော့လို့ရတယ်အဲ့တော့ဒီပွဲမှာတိုရီနိုနဲ့ကိုပေါင်းအောက်လေးကိုကျွန်တော်ကြိုက်ပါတယ်နောက်တစ်ပွဲဆက်ဆိုလိုနဲ့ပီဆာဆက်ဆိုလိုက level 85ပြားရှော့နှလုံး40ရှော့ဘော်ဒီကြီးတန်းကတော့ခုနကကိုမှုပွဲတင်နေနည်းနည်းလေးကွဲတယ်ကိုပေါင်းကြီးတန်းတော့အရင်တိတာပြောင်းလဲမှုမရှိဘူး10ပြား15ပြားလောက်ပဲဟာနော်ကိုပေါင်းကြီးတန်းခက်ဆင်စင်လေးလို့ပြောလို့ရအဲ့တော့ဆက်ဆိုလိုကလက်ရှိ map ပေးဇာတ်မှာဆိုရင်ကျွန်တော်တို့ဘယ်မှာရှိမလဲနော်အဆင့်၈လား၉လားခဏနော်ဟိုကောင်ကြီးကကန်သွားတော့၉ရောက်ပါမကန်ခင်ကမနေ့က စနေတနင်္ဂနွေမကန်ငယ်တော့အဆင်ရှိအခု9ကိုရောက်သွားပြီ။အော်9ကနေကျွန်တော်စက်ခွန်ကို level 80ရှုံး။အော်ကိုမိုကအဝေးကွင်းကနေတောင်မှကျွန်တော်တို့ဒါတိုအင်းတို့ level 90ရှုံးပေးမယ်ဆိုရင်တကယ်လို့ဆက်သူလိုကလည်းဒါတိုကိုမိုနဲ့ဆက်သူဆိုတော့အရှင်းနဲ့9နဲ့အပေါ်အောင်ရက်တီနေအတင်းပေါ့နော်။အဲတခုတော့ရှိရတိုအင်းတို့နဲ့ပီစာကြအဆင်တော့ကွာသွားတယ်ပေါ့နော်။အဲ့တော့ဆာဒိုလိုနဲ့အိမ်ကွင်းလေးဖြစ်နေတာနဲ့နည်းနည်းလေးပို့ပေးလို့ရမယ်လို့ကျွန်တော်ယူဆတယ်။တလုံးအပြည့်နဲ့ရဲတင်းတင်း level တရားရှုံးပေါ့ဗျာနော်။ ဒါပေမဲ့ဟိုနိုင်ငံတကာဈေးကွက်ဝင်ရိုးနဲ့ကြည့်မယ်ဆိုတော့ဒီ level 85ပြားရှုံးဆိုတာကဒါ level တရားရှုံးပဲအခြေခံပြီးဖွင့်တဲ့ကြီးတန်းပေါ့နော်မနေ့ကတို့ကောင်းတို့နှစ်တင်းဒီဒါ ETD CD B မှာတွေ့ခဲ့ကြရဒီနှစ်တန်းတူတူတက်လာနှစ်တင်းပေါ့အဲ့တော့တန်းတူတက်လာနှစ်တင်းတွေ့ဆုံမှုကမနေ့ကတွေ့ဆုံမှုပြန်ကြည့်တော့ဆက်စိုးလို့အိမ်ကမှာတလုံးအပြည့်နိုင် level တရားရှုံးပေးပြီးတော့1 C နဲ့နိုင်တယ် ပီဇာအင်ကွင်းမှာပီဇာကဒဲဒဲဖွင့်တယ်ကြီးဒဲဒဲဖွင့်လာပြီးတော့3 1နဲ့ပီဇာနဲ့တော့မနေ့ကတော့ပီဇာသူ့အင်ကွင်းမှာနိုင်တယ်ဆက်သူလိုလည်းသူ့အင်ကွင်းမှာနိုင်အင်ကွင်းနေမှာကိုကြီးနိုင်ကြတယ်တဘောပေါ့နော်အော်ဆက်သူလိုအင်ကွင်းမှာပီဇာမနိုင်တာဒါနောက်ဆုံးတွေးဆမှုတွေပြန်ကြည့်မယ်ဆိုရင် နှစ်ကြိမ်ပဲရှိရင်တို့နောက်ဆုံးတွေ့တော့2008နဲ့2025တော်တော်လေးနှစ်တည်ကြာရယ်နော်အဲ့တော့နှစ်ကြိမ်သလုံးဆက်စပ်လို့ ਆ ပဲနိုင်တာအင်ကူမှာအဲ့တော့ဒီနေ့မှာတော့ကြည့်ရကြည့်မယ်ဆိုရင်တော့နည်းနည်းလေးကျွန်တော်ကလိုအပ်ချက်ရှိရလို့ယူဆတယ်ဒါပေမဲ့ဆက်စပ်လို့နိုင်သွားနိုင်ကြည့်တော့ရခိုင်တော့များတယ်ပီဇာကလည်းအဝေးကွင်းဆိုရင်တော့နည်းနည်းလေးဘယ်လိုဂိုးတွင်းအားရှိရပြကျွန်တော်ပီဇာနဲ့အိုဘီတိုမှတ်ထားတာတော့အဝေးကွင်းဆိုဂိုးလေးဂိုးပေးဂိုးယူများတယ်အိမ်ကွင်းနေကြဂိုးပေါင်းအောက်တာများတယ်အဲ့လိုမျိုးပုံစံတွားရတယ်ပေါ့နော် အဲ့တော့ကျွန်တော်ဒီပွဲမှာ9ပေါင်းဒီပွဲကို9ပေါင်းအပေါ်လေးကြိုက်နေဆက်စိုးလို့လဲ900လောက်တယ်ပီဇာလေး900ရောက်တယ်ပြီးတော့နှစ်တင်းလုံးတန်းသူတက်လာတယ်မင်းပါလဲ9ပါလဲဖျဲမဲ့ပွဲပေါ့နော်အဲ့လိုမျိုးဆိုတော့9ပေါင်းအပေါ်တက်သွားနိုင်ကြီးများတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာ2 1 2လို့ပုံစံမျိုးလေးကြိုက်တယ်9ပေါင်းအပေါ်လေးကြိုက်တယ်ပေါ့နော်ဘော်ဒီမာကကျွန်တော်ဆက်စိုးလို့ဒီနောက်ဆုံးပွဲစဉ်မှာအတ္တလန်တာကိုဝေးကွင်းမှာ3-0နဲ့သူတို့နိုင်ခဲ့တယ်အဲ့လိုမျိုးကိုထက်ဒါ level တစ်ခု ပိုကောင်းနေတဲ့အတင်းကြီးအတင်းလက်တွေကိုနိုင်လို့ရှိရင်ဒါနောက်ပွဲတွေမှာတန်းတဲ့အတင်းတွေကဒါရလက်မကောင်းတဲ့ဘူးရှုံးတာဖြစ်ဖြစ်တေကြတာမျိုးဖြစ်ဖြစ်ဖြစ်တတ်တယ်เนาะအဲ့အဲ့ဒီတစ်ချက်လေးကကျွန်တော်ဟို ဒါနည်းနည်းလေးဆက်ဆိုလို့ကြိုက်ဖို့လက်တွန့်စေတယ်ပေါ့နော်။ဒါမဲ့တခုရှိတာကဆက်ဆိုလို့ဒီနောက်ဆုံးအင်ကွင်းနှစ်ပွဲဆက်ဟိုရှုံပွဲတွေ့ထားတယ်။အဲ့ဒီတစ်ချက်ကလည်းဒီနေ့မှသူတို့နိုင်ပွဲပြန်ချဖို့အတွက်ခွန်အားတခုတော့ဖြစ်စေနိုင်တယ်။အဲလိုသုံးပွဲဆက်တော့မရှုံးရဘူးပေါ့နော်။မရှုံးရဘူးဆိုရင်စိတ်နဲ့သူတို့ကြိုးစားမယ်ဆိုရင်တော့ဒီနေ့မှတော့ဆက်ဆိုလို့ရှုံးဖို့ခက်တယ်။အော် body ကတော့နည်းနည်းလေး risk take လုပ်ရမယ်။အဲကျွန်တော်ကတော့ ဒီအင်ရှင်လည်းဖြစ်တယ်ကြေးလည်းပေးထားတယ်လိုအပ်ထားတယ်တော့လိုအပ်ကြေးလေးနည်းနည်းလေးတော့ရော့နေသေးတယ်ပေါ့နော် level 80 90ဆိုတော့ပိုကောင်းတယ်နော်အဲလက်ရှိမှာတော့ကျွန်တော်ဆက်ဆိုလိုပဲကြိုက်ပါနော်ဆက်ဆိုလိုနဲ့ပီဇာကိုတော့ဒါနိုင်အောင်လုပ်ပါလိမ့်မယ်ပြီးတော့နောက်တစ်ခုကအင်ဂွင်း2ပွဲဆက်ရှုံထားရလဲပါ3ပွဲဆက်တော့မရှုံတော့ဘူးလို့ယူဆတယ်ပေါ့နော်အဲအကြောင်းမလို့ဆက်ဆိုလိုလေးပဲဒါအတလန်တာကိုနိုင်ထားတယ်ဆိုပေမဲ့ဆက်ဆိုလို body လေးပဲယူပါမယ်ပြီးတော့ကျွန်တော်ဂိုပေါင်းအပေါ်လေးကြိုက်ပါနော်အဲဂိုပေါင်းအပေါ်ကတော့ ဟိုမောင်းလောက်ပဲဆော့ပေါ့။ဘာကြောင့်လဲဆိုတော့ရှေးရတိုယီနိုနဲ့ကိုမိုပွဲစဉ် result ကိုလည်းကြည်ကြည်ကြည်တာပုံကောင်းနေပါတော့။အဲ့တော့တီးတန့်ထိုးကွက်ကိုတော့မဆော့စေချင်ဘူး။ဆက်စိုးလိုပေါ်ဒီလောက်ပဲဆော့ပေါ့နော်။မောင်းထဲမှာတော့ဆော့လို့ရကိုပေါင်းပေါ့။ဘာဘာမှမဖြစ်မောင်းထဲမှာဆော့တာကိစ္စမရှိဘူးနော်။အဲ့တော့ကျွန်တော်နောက်တစ်ပွဲသွားပါမယ်အက်စပန်ယူနဲ့စီဘီလာပွဲစဉ်အက်စပန်ယူက level 80နှလုံး55ပြရှုံးအဲ့တော့လက်ရှိအက်စပန်ယူကအမတ်ပေးစရာမှာဆိုရင်ကျွန်တော်တို့အဆင့်6မှာစီဘီလာက9မှာ ဂျာထဲမှာခွန်ရှင်း20မဲกว่าနော်ကြမ်းမရကြည့်မဲ့ဆိုနှစ်မှတ်ပဲကွာအဲ့တော့အစပန်ညိုအနေနဲ့ CB လောက်ဒီကြီးပေးတာပြင်းလာဆိုနည်းနည်းလေးပြင်းနေ level 50ရှုံးလောက်ပေးရင်ကိုဖေးဖြစ်တယ်ဒီကြီးတန်းနောက်တစ်ခုကမနစ်ကအစပန်ညိုအင်ကွင်းမှာ CB လာဇီတုနဲ့လာနိုင်သွားတယ်ဝေကွင်းကနေအဲ့တော့ CB လာကြီးပေးတာ level 50ရှုံးပေးခဲ့တာ နော်လည်းပဲ၅လရှုံဝင်ရောက်ပြီးကနောက်ဆုံး2နှစ်3နှစ်4နှစ်5နှစ်6နှစ်ရှိပြီဗျာနော်6နှစ်သက်တမ်းရှိပြီ Espanyol အင်္ဂလိပ်မှာ CB လောက်အနိုင်မရတာတကြိမ်ပဲတည်ကြပြီကျန်တဲ့5ကြိမ်ကရှုံးတယ်အဲ့မှာကြည့်မယ်ဆိုရင် CB လာကကြီးပန်တဲ့ကြိမ်ပြီးခဲ့လဲဆိုတော့တကြိမ်2ကြိမ်3ကြိမ်ပြီးခဲ့တယ်ဒီကျန်တဲ့ပွဲစဉ်ညာ Espanyol ကြီးပြီးတာမို့ဒဲဒဲပုံစံမျိုးပဲကြီးဖွင့်ခဲ့တာအဲ့တော့ပြောမယ်ဆိုတွေးဆမှုတိုင်းမှာ Espanyol ဒီ CB လောက်ကြီးမပြီးရဘူး လုံးလုံးပေးခဲ့ရင်တော့မှဒါ level 50ရှုံးလောက်ပဲပေးပေးမဲ့တဘောမျိုးရှိရနော်အော်ဒီနေ့ပေးထားတဲ့ကြီးတန်းကပြင်းတယ်လို့ပြောလို့ရတယ် level 50ရှုံးလောက်ပေးရင်ကိုကျွန်တော်လက်ခံလို့ရအမပေးစရာရကြည့်မယ်ဆိုရင် level 50ရှုံးပေးမယ်လက်ခံလို့ရတဲ့တဘောပေါ့နော်အော်နောက်ဆုံးအင်္ဂလန်ပွဲတင်မှာအစပန်ယိုဒီဘီလာရီယယ်ကိုဇီတူးနဲ့သူတို့ရှုံးတာနောက်တပွဲသူတို့ဗတ်တစ်ကိုဝိုင်းတူးနေသူတို့ရှုံးတာဒီနေ့ညဒီမှာအက်စပန်ညိုဒီအင်ဂွင်းနှစ်ပွဲရှုံးတာဂျန်နေပွဲစဉ်တွေကိုတော့သူ80ကို ဟာနော်အီဒီကိုမပါဘူးပါတယ်အီဒီကိုနိုင်တယ်အိုဆာဆူနာကိုနိုင်တယ်နောက်တစ်ခုက H ကိုနိုင်တယ်နော်အဲ့လိုမျိုးဆိုတော့မာလောကာကိုလည်းနိုင်တယ်အော်အဲ့တော့ဂျန်နဲ့နှစ်ပွဲကလွဲပြီးတော့ဂျန်နဲ့ပွဲစဉ်တို့ဒါအကုန်လုံးအနိုင်ရထားတယ်ဗောနော်အနိုင်ရတာ sorry balancia ကိုတော့တည်ကြတာနော်အဲ့တော့အင်ဝင်းဆန်းတော်ရင်လည်းမဆိုးတော့လို့တွေးရအော်ဒီနှစ်မှာတော့ကျွန်တော်ကြီးလဲရဲတင်းတင်းပေးရဲတယ်ဟတ်တွေ့တွေ့ဆုံမှုဒီတိုင်းမှာလည်းနောက်ဆုံး6ချိန်မှာအနိုင်လုံးဝမရထားတဲ့ဒါအစပန်ညိုလီအဲ sorry ဟုတ်တယ်အက်စပန်ညိုလေးကျွန်တော်ကြိုက်တယ်ပေါ့နော်နောက်တစ်ခုကဒီအက်စပန်ညိုကဒီနေ့ရတဲ့အင်္ဂွင်းပွဲစဉ်နဲ့မှာနှစ်ပွဲဆက်မရှုံးတော့ဘက်တစ်ကိုသူတို့1 2နဲ့ရှုံးပြီးနောက်တစ်ပွဲမှာသူချက်ချင်းပဲ H2 1နဲ့သူတို့ပြန်နိုင်တယ်ပေါ့နော်အခုလဲဘီလာရီကိုသူတို့2နဲ့နောက်ဆုံးပွဲစဉ်မှာရှုံးတော့ဒီနေ့မှာသူတို့မရှုံးတော့ဘူးလို့ကျွန်တော်ယူဆတယ်အဲ့တော့အက်စပန်ညိုဘော်ဒီလေးပဲကျွန်တော်ကြိုက်တယ်နော်အက်စပန်ညိုဘော်ဒီကြိုက်တယ်စပိန်လာလီဂါကဒီတစ်ပတ်ကကျွန်တော်ရီယယ်မက်ထရစ်ကိုပေါ်တယ်ဘာစီကိုပေါ်တယ်89တော့အောက်တယ်ပေါ့နော် ခဏစပိန်ရဲ့ဂိုးပေါင်းလေး flow တစ်ချက်ပြန်ကြည့်ပြီးမယ်စပိန်လည်းပေါ်တော့ပေါ်တယ်ဗျာနော်ဗလန်စီယာအောက်တယ်ဆယ်ရာဘီကိုအောက်တယ်နှစ်ပွဲအောက်သုံးပွဲပြန်ပေါ်တစ်ပွဲအောက်နှစ်ပွဲအောက်သုံးပွဲအောက်အော်သူကတော့နည်းနည်းဖဲဖြစ်တယ်မျှတယ်ဗောနော်သုံးပွဲပေါ်သုံးပွဲအောက်အဲလိုမျိုးလေးတွားထားတယ်နှစ်ပွဲအောက်တယ်တစ်ပွဲပေါ်အဲ့တော့ဒီပွဲအပေါ်ပေးမယ်ဆိုပေးလို့ရနော် အဲ့တော့အစပန်ညိုရဲ့လက်ရှိအိမ်ဝင်းဂိုးတွင်းရောက်ကြောကြည့်ရမယ်ပေါ့နော်အိမ်ဝင်းဂိုးတွင်းရောက်ကြည့်မယ်ပြီးရင်ဒီစီဘီလာရဲ့ဝေဝင်းဂိုးတွင်းရောက်ကြည့်မယ်အစပန်ညိုအိမ်ဝင်းမှာ၄ပွဲနိုင်၃ပွဲတည်၂ပွဲရှုံ၁၉ရတယ်ကိုကိုပြီးရနော်အဲအဝေးကွင်းစီဘီလာကစီဘီလာဝေဝင်းကောင်းနေပြန်နော်၈ပွဲအစော၈၉ရတယ်ကိုကိုပြီးရ၃ပွဲနိုင်တာနော်အော်စီဘီလာလည်းဂူရနိုင်ကြည့်တော့များတယ်ပေါ့နော်စီဘီလာဝေဝင်းနောက်ဆုံး၃ပွဲဆက်ဂူပေါင်းပေါ်ရင်ကန်တာ80ကို 3C အဲဆိုဒီကြောက်ကို2-1ပြီးတော့ဒီစပိန်ကမှ4-1ဆိုတော့ အင်္ဂွင်းမှာအစပန်ကျောင်းနောက်နှစ်ပွဲဆက်9ပေါင်းအောက်တိုင်းအော်ဒီပွဲကအပေါ်တော့လာနိုင်ကြီးတော့များတယ်ဗောနော်ဒါပေမဲ့တနင်္လာနေ့တော့ဖြစ်နေလေဗျာနော်အဲ့ဒီတစ်ချက်တော့သတိထားပေးအအောက်လည်းသွားနိုင်ကြီးများအပေါ်လည်းသွားနိုင်ကြီးတော့များတယ်ဗောနော်အော်ကျွန်တော်ဒီပွဲမှာအစပန်ကျောင်းဘော်ဒီတကြောင်းမဲကြိုက်ပါ9ပေါင်းကနည်းနည်းလေးမတိမကျဖြစ်တယ်မောင်လင်းမှာတော့ကျွန်တော်9ပေါင်းအပေါ်လေးရွေးပေးမယ်နော်မောင်လင်းမှာတော့9ပေါင်းပေါ်လေးထည့်ပေးပါမယ်အော်အစပန်ကျောင်းဘော်ဒီတကြောင်းကြိုက်ပါနော်အော်ဒီနေ့မှာတိုယူနိုနဲ့9ပေါင်းကြိုက်တယ်ဆက်ဆူလိုဘော်ဒီကြိုက်တယ်ပြီးတော့9ပေါင်းအပေါ်ကိုမောင်လင်းမှာထည့်ပေးမယ်အစပန်ကျောင်းဘော်ဒီကြိုက်တယ် ကိုပေါင်းပေါ်ပေါင်းနဲ့မှထည့်ပေးပါမယ်နော်။အော်ဒီဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်မလဖန်ချန်မနီညမှာအလုံးပြန်နေတွေ့ဆုံကြပါမယ်။မန်ယူပွဲစဉ်ကိုတော့ကျွန်တော်ရဲ့ channel အတင်းမှာပဲတင်ပေးမှာဖြစ်ပါတယ်။အဲ့မှာတွားကြည့်လို့ရပါတယ်နော်။အော် channel link နေတဲ့ Instagram channel link နေအကုန်လုံးကျွန်တော်ဒါ comment မှာချပေးထားပါမယ်နော်။အော်အားလုံးဆုံးကြည့်ကြပြီကြာကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာ